Your church will never be closed again. Amen. Amen. The Lord is opening your church to prosperity. Amen. In Jesus' name. ဒီတယောက်ကတော့မို့တော်ဆောင်တယောက်ဖြစ်ပါတယ်ဒါပေမဲ့သူကဖျားเจ้าငားပြီးမှလှုပ်တာဖြစ်တယ်ဖျားเจ้าငားဖို့ပတ်သက်မပေးနိုင်တဲ့အခါသူ့ရဲ့ဖျားเจ้าလုံငါဟာပေးရဖို့ရှိတာဖြစ်တယ်ဒါပေမဲ့ပရိုဖက်ကိုဖျားတခင်ဝိညာဉ်မြစ်စဖွင့်တဲ့အခါမှာ သူ့ကို proper ပြုပြမှာဒီဘုရားကျောင်းပြန်လဲဖွင့်နိုင်ဖို့ဒေါ်လာအဲတောင်းတောင်းအမေရိကအတောင်းအာဖရိကတထောက်နေရထောက်ပေးတာဖြစ်ပါတယ်နောက်တစ်ခါနဲ့အတင်းတော့ပိတ်သွားတယ်ဆိုတာမရှိစေရဘူးလို့ပြောပါတယ်မိတ်ဆွေတို့ prophet david uche အနာယောဂငင်းချင်းနတ်ဆုနေတို့ချင်း prophet ပြုချင်းကိုမြန်မာလိုနားလည်ပါတာပြန်ပြတာဖြစ်ပါတယ်ဒီ prophet လည်းပဲ Prophet TB Joshua ရဲ့တပည့်အဝင်ဖြစ်တဲ့အတွက်အဲ TB Joshua ရဲ့ဆင့်နေတဲ့ Prophet တွေကိုကျွန်တော်ကရံဖန်ရကပါတာပြန်တာဖြစ်ပါတယ်ဒီမြင့်တမီတမနတ်ဆူရှိပါဖြစ်ပါလေ။ဟေး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 ဆိုတော့ proper လက်တင်နဲ့ခမနတ်ဆူထတာဖြစ်။ why you prophesy her ဒီအမျိုးသမီးကိုနင်ပါဖြစ်လို့ prophet ပြတာလေ I have not prophesied you prophet David ကပြောတာကငါသူ့ကို prophet မပြုတ်ပါဘူးလို့ပြောပါတယ် why ဘာဖြစ်လို့ prophet ပြတာလဲ want to kill her I want to kill her ဒီမိမကငါတတ်ချင်တာ why to her ဒီအမျိုးသမီးအထင်းမှာနင်ဘယ်လိုလဲဆရာကမေးပါတယ်ဟမ် I was married to her husband. I was married to her husband. Dear Mutumi ye yaochago nga letta tha de lo pyo ba de. Da ga na su ye winyin phit ba de. So ro yaochago na maima ga letta tha da phit de. အဲ့ဒီလိုလက်ထပ်ထားတဲ့မိမကိုဒီတယောက်ကအိမ်ထောင်တော့ပြုတဲ့အတွက်အဲ့ဒီနတ်မိမရဲ့ပညာပေးခြင်းခံရတာဖြစ်တယ် okay ဒီအမျိုးသမီးကိုသူ့ယောက်ျားရှိခါနဲ့ထွက်သွားအောင်လုပ်တာငါဟုတ်တယ် be free thank you jesus ဆိုတော့ဒီမိမကမယင်ကြီးဖြစ်တယ်အခုအထဲမှာထွက်လာတဲ့ဟာကနတ်ဆုဖြစ်တယ်အဲ့ဒီဒုတိယယူတဲ့မိမကနတ်ဆုပညာနဲ့ဒီမိမကိုယောက်ျားထံကနေနင်ထုတ်တာဖြစ်ပါတယ် ဆိုဒီနတ်ဆုကိုနင်ထုတ်မှတာဒီအမျိုးသမီးဟာလွတ်မြောက်မှာဖြစ်ပါတယ်။ဒါမရင်ငယ်ကပြုစားတဲ့အတွက်ဝင်လာတဲ့နတ်ဆုဖြစ်ပါတယ်။ You are free. သူမကဝိညာဉ်မှာလွမြောက်လာတာဖြစ်တယ်။တစ်ချိန်တည်းမှာပရောဖက်ကပြောတယ်နင်လွမြောက်သွားပြီ you are free yes that lady that the mama that one there that's tire like ပရောဖက်ကခီးသွားလိုက်ပြီဒါပေမဲ့ပြန်ခောက်လာပြီးမှအဲ့ဒီကခုနစပင်ထုံးထားတဲ့အမေကြီးလာခဲ့ပါဦး i'm seeing you going to the graveyard prophet ငါဘာယူပိုင်ထဲမှာဗာမင်ရလဲဆိုတော့နင်း တင်ကြံကုန်းကိုတွားမယ်ဆိုတာငါမြင်ရပါတယ်အေးယော because somebody dies you need to you need to go to the grave နင်မိသားစုတက်ကလူတရားရောက်တေတာအဲ့ဒါနင်ကအဲ့ဒီတင်ကြံကိုတွားဖို့လိုနေတယ် yes my husband died but ဟုတ်ပါတယ်ကျမမြို့သားတေသွားတာပါ a divorce but we find that he did not cancel anything in it ဆိုတော့ကျမတို့ကွဲသွားတာကြာပါပြီဒါပေမဲ့မတက်ခင်မှာအာလေမယားကွဲကွဲခြင်းကိုဘာမှ တည်ဝင်လှုပ်ထားတာမရှိပါဘူး Will trust my name He put your name in the will ပရဖက်ကပြောတာကအဲ့ဒီနေ့မျိုးတာကအနေကိုအမွေခြံထားပေးခဲ့တယ် And now when did you die May because သူဘယ်တော့တည်သွားတာလဲလို့ပြောတော့မေလမှာတည်တာ They say you need to go there is a ritual you need to do in his grave before you can ဆိုတော့နေကအဲ့ဒီအမျိုးသားရဲ့တင်းကျိုင်းမှာတွားရမယ် အဲ့ဒီမှာ သူတို့ရဲ့နိုင်ရိုးရာရှိတဲ့အတိုင်းအဲတည်တဲ့သူနဲ့အတက်ရှင်သူကြားမှာအဲဒီနတ်ပူဇော်ခြင်းကို လုပ်မှာဖြစ်တယ်တကူဘဒုစ်ယေရီတန်ဇုစ်ပရပတ်ပြီးမှအဲ့ဒါလုပ်ပြီးမှပဲယောက်ျားကခြံထားပေးတဲ့အမွေကိုနဲ့ယူရမှာဖြစ်ပါတယ် if you are not prayed for if you use that property you will you will die ဆိုတော့နင်းကယောက်ျားခြံထားခဲ့တဲ့အဲ့ဒီအမွေကိုနင်းယူမယ် ပြီးလို့ရှင်တေချာစွတ်မတောင်းဘူးဆိုလို့ရှင်နင်ကိုယ်တိုင်တေမှာဖြစ်ပါတယ်နင်ကအဲ့ဒီအမွေကိုယူချင်သလားမယူချင်ဘူးလား it it, it will cause my death i will not take it အဲကျွန်မတေရမယ်ဆိုရင်တော့ကျွန်မအဲ့ဒီအမွေကိုမယူပါဘူး no it's not about death now you like the will အခုကတေတာမတေတာအဓိကမဟုတ်ဘူးနင်အဲ့ဒီအမွေကိုလူချင်သလားလို့ငါမဲနေတာ I need it because I I stayed with my late husband ကျမလိုအပ်နေပါတယ်။ယောက်ျားပေးတဲ့အမွေကိုယူဖို့လိုအပ်နေပါတယ်။ For 26 years I ကျမသူနဲ့ပေါင်းပြီးမှစ조사ခဲ့တာ26နှစ်ကြာပါတယ်။ And the Lord and I worked for him that at last minutes 2 years time a girl just intervened and disrupted our marriage. ကျတော့ယောက်ျားနဲ့ပေါင်းပြီးမှကျမ조사ခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်မှာမိန်းကလေးတယောက်ကဝင်လာပြီးမှကျမကိုနှင်ထုတ်လိုက်တာပါ။ How long did you leave him before he died? With သူမတိတ်ချင်မနင်တို့လင်မယာဘလောက်အတူနေခဲ့ပါတလဲ Operated 2016 So is it နထောင်း၁၆တိအတူနေခဲ့တာဖြစ်ပါတယ် Your your husband was under manipulation so why နေယောက်ျားကတော့ဒီနတ်ပညာနဲ့ပြုစားခံရတာပါ am... pray for you because i was supposed to pray for you that you started manifesting before ဘာလို့ဆိုနေဦးငါဆူတောင်းပေးဖို့လိုတယ်အခုနနေဦးလက်တင်တာနဲ့တခါတယ်ဝိညာဉ်တော်ကအလုတ်လုတ်တယ်အထက်ကနှမ်းဆိုးကကြွတယ် the holy spirit even gave you a prophet so အခုဘုရားသခင်ကထပ်ပြီးမှနေအတွက် prophet ပေးတာဖြစ်ပါတယ် prophet စကားပေးတာဖြစ်ပါတယ် why am here the holy spirit is reminding me ကျွန်တော်ဒီမှာတခြားလူတွေကိုကြည့်နေစမှာဝိညာဉ်တော်ကကျွန်တော်ကိုတတိပေးပါတယ် so that that other woman will not harm you ကျွန်တော်နင်းကိုငါဆုတောင်းပေးလိုက်မယ်ဆိုလို့ရှိရင်ဟိုမရင်ငယ်ကနင်းကိုဝိညာဉ်ပညာနဲ့တိုက်လို့မရတော့ those inheritance are not ပြီးလို့ရှိရင်အဲ့ဒီအမွေကိုနင်းယူမယ်ယူရင်လည်းပဲနင်းကိုနင်းကို အတက်မထိအတက်ဝိညာဉ်မထိတော့ဘူးလို့ပြောပါတယ် Jesus I thank you Father Oh Jesus Oh my God how you remembered me today Oh ဖျားတခင်ဒီနေ့ကျမကိုတတိယတဲ့နေ့ပါလားကျမအရန်ဝမ်းတာတာဖြစ်တယ်26နှစ်တိုင်တိုင်ယောက်ျားနဲ့ပေါင်းပြီးမှစူးစမ်းခဲ့တယ်ဒါပေမဲ့စာရန်ကဝင်လာပြီးမှမင်းကလေးချောချောလေးတရားဝင်လာပြီးမှ သူ့ကိုနင်းထုတ်လိုက်တာဖြစ်တယ်အခုနအဲ့ဒီနတ်ဆုကို prophet ကဖေရှားလိုက်ပြီဖြစ်တယ်သူမကစိတ်မကောင်းစွာဖြင့်ဆုတောင်းနေခဲ့တာဖြစ်တယ်အခုတော့ဖျားသခင်ကဒီ prophet အဖင်ဒီကောင်းကြီးကိုပြန်တင်ခိုင်းတာဖြစ်ပါတယ်အာသန်ကုချီယေရှုဖျားကအရင်ပဲကျေးဇူးတင်ပါတယ် I went to many places ကျွန်မနေရတကမှာသွားပြီးမှဆုတောင်းခံပါတယ် Many prophet I never received a prophet prophet တွေအများကြီးနဲ့ကျွန်မတွေ့ပါတယ်ဒါပေမဲ့ဘယ် prophet မှကျွန်မကိုဒီလို prophet မပြုတ်ပေးပါ They pray for you so that we prophesy to you all of us ကျွန်မအမြဲတမ်းငိုနေရတယ်လို့ပြောပါတယ် prophet david ကပြန်ပြောတာကသူတို့ဆွတောင်းလို့အခုငါနေကို prophet ပြုတ်ပေးတာနော်ဟို prophet တွေဆွတောင်းပေးခဲ့လို့အခုနေကိုငါ prophet ပြုတ်နိုင်တာဖြစ်ပါတယ် I want ငါတို့ prophet အားလုံးဟာတလုံးတဝတည်းဖြစ်ပါတယ် is the same thing ယေရှုဖျားကိုကျေးဇူးတင်တယ်ပရောဖက်ကရှင်းပြတယ်အရင်ပရောဖက်တွေဆွတောင်းထားပေးတယ်ဒါကြောင့်အခုကပရောဖက်ပြုတ်ခွင့်ရတာဖြစ်တော့ God has a way to pay you back God has the way to pay you back ဖျားတခင်ကလူအသီးအသီးကိုဖျားတခင်ကသူပြန်လဲပြီးမှကျေးဇူးတုံ့ပြန်တဲ့နီးရှိပါတယ်ဖျားနီးဖျားဟန်နဲ့ကျေးဇူးတုံ့ပြန်တဲ့နီးရှိပါတယ်ရှင်မင်းရောအားလုံးကြားပါသလားတရားမျိုးသမီးကို ဘုရားသခင်ကဘယ်လိုပုံစံနဲ့ဂျေဇုပြန်တုတ်ပြန်တယ်လဲကျွန်တော်တို့မြင်ရကြားရတာဖြစ်ပါတယ် Yeah what she says she suffer with the man for long ဒီမြတ်တိပြောတာနင်တို့ကြားကြရလားဟိုအမျိုးသားနဲ့နှစ်ပေါင်းများစွာအတူနေခဲ့တယ်အတူဆင်းရဲခံတယ်အတူကြူးစားခဲ့တယ်လို့ပြောတယ် And all of a sudden a strange woman kidnap the man အဲ့ဒီမှာမထင်မှပဲအချိန်မှာမင်းကလေးတယောက်ကလာပြီးမှယောက်ျားကိုပြန်ပေးဆွဲသွားတာ Raptured the man was caught up unexpectedly အဲ့ဒီယောက်ျားကအဲ့ဒီနတ်ဆိုးရဲ့ဖန်ချင်းကိုခံရတယ်။ Yes the love is still the demand ဒါပေမဲ့ဒီယောက်ျားရဲ့အထင်းမှာနင်းကိုချစ်တဲ့စိတ်ကရှိနေသေးတာ။ Put a name in the will အဲ့ဒါကြောင့်နင်းနာမည်နဲ့အမွင့်ချန်ထားခဲ့တာပါ။ Prophet because me I have four children is for all my husband I did not is my all my ဒီမှာမှာအဲ့ဒီအမျိုးသားနဲ့ရတဲ့ကလေး၄ယောက်ရှိပါတယ်။ are my biological, his biological children. Hey, Prophet, thank you so much. သူအဲ့ဒီသူယောက်ျားနဲ့ရတဲ့ကလေးကိုသူတေးချပြုစုပြုထောင်ခဲ့တာဖြစ်ပါတယ်အခုတော့သူမအရန်ကိုဝမ်းတာတာဖြစ်တယ်အမွေရတော့မှဖြစ်ပါ God bless you you come back and testify ဘယ်ရကနေကိုကောင်းချပေးပါစေ I will never forget this day I will never forget this day ဒီနေ့ကိုဘုရားသခင်ကျွန်မကိုအချစ်ကျွတ်တဲ့ဒီနေ့ကိုဘယ်တော့မှကျွန်မမမေ့ပါဘူး your hair. Yeah, they scraped my hair two times. First, they painted. Second, they just scraped it and mixed with the charms. Prophet ပြောတာကနစ်စပင်ကိုသူတို့ယူသွားတယ်လို့ပြောပါတယ်။သူမပြန်ပြောတာကဟုတ်ပါတယ်တဲ့။တချို့စပင်ကိုမြှို့လိုက်တယ်။တချို့စပင်ကိုကြာတော့အောက်လိုင်းပစ္စည်းနဲ့ရောပြီးမှအောက်လိုင်းပစ္စည်းဖော်ပါတယ်။ They had inwell they had. Oh, brief clip. I'll finish cutting. မပူပါနဲ့နင်း အဲမျိုးစပင်ရပစ္စည်းယူလာခဲ့ပါနေဦးငါဆူတောင်းပေးမယ် It's be fine I'm tired of cutting hair I need my hair back prophet prophet ရေကျမကလေစပင်ရှိရှိထားချင်တာကျမဒီစပင်ကမျက်နှာဖြက်ဖြက်နေရတာငင်းငွေးလာပြီ I I need my hair back now I look like a man every time ကျပါ ကျမယောက်ျားကျမခေါင်းကယောက်ျားကောင်းနဲ့တူးပါလေ I'm cutting my hair I'm cutting my hair I'm tired ကျမဒီစပင်ကိုဖြက်ဖြက်နေရတာကျမပြင်ပန်းလာပါ I need to look like a lady. ကျွန်မကစပင်းရှိရှိထားပြီးမှမင်္ဂလာနဲ့တူဖို့လူနေပါတယ် Prophet ပြောတာကနင်းနင်းကိုလူတယောက်ရှိကိုတွားလိုက်တာငါတွေ့တယ်သူနင်းစပင်းကိုဖျက်ပြီးမှနင်းဒီအောက်လိုင်းပစ္စည်းတွေနဲ့ရောပြောင်းဆစ်ဖော်တာငါတွေ့ရတယ် အဲ့ဒီစပင်းနဲ့ဆစ်ဖို့ပြမနေကိုပေးတာငါတွေ့ရတယ်ပရိုဖက်တီတကားပရိုဖက်ပြတဲ့အခန်းကိုပြောပြောတာဖြစ်တယ်ပရိုဖက်ပြတဲ့ခါမှာဒီအမျိုးသမီးထွက်လာတာဖြစ်ပါတယ်ကွန်ဖေမာအီပရိုဖက်စီယောဂုစုခွန်နုမွန်တူအဘမ်ကတ်စီနွေလေဘတ်မစ်ဆာနေချမ်အမီနာလွန် <laughs> uh, Prophet, <laughs> I'm here to confirm the prophecy you said that there is somebody who went to a spiritualist and they took their hair and mixed it with charm. Um, prophet ပြုချက်ကမှန်ပါတယ်ဒီမှာလူတယောက်က online ဆရာရှင်မှာတွားပြီးမှစပင်ဖြတ်ပြီးမှအဲ့ဒီစပင်နဲ့ online ပစ္စည်းဆေးဖို့တယ်ဆိုတာဟုတ်ပါတယ် Bengula inga khoke nga hamba kulo mukwe tamen church bangunda inwele ngoba bekunezinto ezihamba umzimba wonke ngathi ngifika ke lena bathi bazongkhatha inwele bashisa then bangeza ngazo-ke ngaya-ke komunye futhi white garment church ngoba lezi zinto bezingahambi bafika-ke bangigunda futhi again bahlanganisa nama-charms bangeza-ke next to the river i took a white garment church because i was feeling things that were moving in my body and then i consulted with a white garment priest he washed he cut my hair and sura tuma de wulong gawon aphyu wu thare ya takhu ဆရာတပတ်ရှိကိုတွားခဲ့တာဖြစ်တယ်။အဲ့ဒီဆရာကကျမစပင်ကိုဖြတ်ပြီးမှအာဖြတ်ပေးတယ်လို့သူမကပြောပါတယ်။ဆိုတော့အဲ့ဒီဝုလုံဖြူဝှထားတဲ့လူကနတ်ဆုနဲ့ပေါင်းဖော်တဲ့လူဖြစ်တယ်။ဆိုတော့သူမကဘာဖြစ်လို့တွားခဲ့တယ်လဲဆိုလို့ရှိရင်တကူလုံးမှာဟိုနာဒီနာမှာအကောင်တွားတယ်လို့ခံစားရတာဖြစ်တယ်။ me with the hair and then i went to another spiritualist this one cut my hair and so i did see i ne twa pi ma ma pyaot de atwe naw that ဒီမျိုး online ဆရာတယောက်ရှိခုပြန်သွားပါတယ်ဆရာအဲ့ဒီတယောက်ကြတော့မိထဲမှာခေါ်တော့မှကျမကိုဆေးကျုပ်ပေးပါတယ် parts of the body did the air this air did it get အဲနေရှိကဘယ်အပိုင်းကိုယူသွားတာလဲလို့ပြောတော့စပင်းကိုယူသွားပါတယ် in well the head the script your air yeah the script my head two times first so စပင်းကိုနှစ်ခါဖြတ်တာဖြစ်ပါတယ် they paint it second they just script it in mixed with the charms so ပထမတစ်ကြိမ်စပင်းကတုံးတုံးတုံးကတော့တော်မျိုး online ပစ္စည်းပေါ်တယ်ဒုတိယတစ်ကြိမ်စပင်းတုံးတုံးကတော့မြှို့လိုက်တာဖြစ်တယ် where did they get the air in which part of your body ဘယ်နားလေးကစပင်းကိုတုံးတာလဲ your head yes only my head what was wrong with you ဆိုတော့စပင်းကိုဖြတ်တာပါတဲ့နင်ကဘာပြဿနာရှိလို့အဲ့လိုလုပ်တာလဲ things moving um zimbabwe mo wonke they would ဒီမှာတကူလုံးမှာအကောင်တကောင်ကရှောက်သွားတယ်လို့ခံစားရလို့တွားတာ moving all over my body and then all over my body moving all over my body ဒါကြောင့်အကေ၍ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့သူကကိုယ့်ရဲ့ကိုယ်ခန္ဓာတဲမှာတစုံတစ်ခုရှောက်သွားနေတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်အဲ့ဒါနတ်ဆုလောက်တာဖြစ်တယ်တလုံးဖြစ်တဲ့ခါကြာလို့ရှိရင်အောက်လိုင်းဆရာရှိကိုမတော်ဘဲနဲ့ဖျားတခင်ရဲ့ပရော်ဖက်ရှင်ကိုတော်ဖို့လိုတာဖြစ်ပါတယ် after that things they started to move on my head အဲ့ဒါလို့လှုပ်လိုက်မှပဲဟောခါတိုင်းကကုခန္ဓာမှာရှောက်သွားနေတာအခုကဥခေါင်းအထိစပင်အထိရှောက်ရှောက်ပြီးမှသွားနေတာဖြစ်ပါတယ် and things beating on me after the bath after the bond here yes it became yes it it came on top to bite me here even now it's still biting me ဆိုတော့ဘယ်လောက်တိလာဆိုအဲ့ဒီအကောင်ကဒီကောင်းကောင်းအထိတက်လာရှောက်တော့လာမှကောက်ကြိုက်တာကိုအခုတိခံစားနေရပါတယ် after we finish cutting it today, it will be fine. Yeah? I'm tired of cutting hair. I need my hair back, prophet. I, I, I need my hair back. Now I look like. ကျမကသဘင်ပြန်ရှိတာလုပ်ချင်ပါတယ်။ Man every time I'm cutting my hair I'm cutting my hair ။ကျမလည်းအဲ့ဒီဆရာအဲ့ဒီတမားတော်တွေနဲ့ခဏခဏသဘင်ဖြတ်နေရတာကျမမဖြစ်မဖြစ်ချင်တော့ဘူး။ I need to look like a lady. ya chimare. Clip choice. Da so yin phya chaung the la re kha ma sabin ya pisi ne la ba. Are you that when you were, see you when you to church you, you ညီတို့ကဖျားကြောင်းလာတဲ့ခါမှာကျတော့ဟိုစပရင်ရပစ္စည်းပါညာနဲ့လာတယ်ဒါပေမဲ့ညီတို့ကဟိုမှာနတ်ဆရာရှိသွားရင်တော့ညီတို့ခေါင်းကိုတေချာငုပ်ပြီးမှစပရင်ကြီးအကုန်လုံးတုံးခိုင်းတယ်ဟုတ်သလားညီတို့ကညီတို့စပရင်ကိုနတ်ကိုပူဆိုတာမသိဘူးလားဒီတစ်ခါနဲ့ဆိုတော့ညီတို့ကောင်းကောင်းရေချိုးပေးမှဖြစ်တယ်လို့ပြောပါတယ်ဒါကအာဖရိကမှာဒီဝှက်လုံးဖြူပြီးမှဖျားလူဟန်ဆောင်တဲ့လူတွေရဲ့လေစာချင်းကို များစွာသောလူမဲတွေခံစားရတာဖြစ်တယ်။ဒါကြောင့်ဘုရားတခင်ကအာဖရိကမှာပိတိကြီးတဲ့ prophet တွေကိုတယောက်ပြီးတယောက်ပေါ်ထွန်းဆက်တာဖြစ်ပါတယ်။အခုတော့အဲ့ဒီနတ်ဆုကို prophet David Ochen နဲ့တို့ပြန်မှာဖြစ်ပါတယ်။ mighty name of Jesus. Fire the mighty name of Jesus. Out. The mighty name of Jesus Christ. You are free.